ပြီဆိုရှင်ကသမီးသားဘွားမှာပြဿနာမရှိဘူးလေသမီးသားဘွားမှာကအမားတို့မိန်းကလေးတွေကလူရွေးမှားခဲ့ရဆိုရင်တော့မှနောက်တစ်ယောက်ပြောင်းပြီးတော့ချစ်ခွင့်ရှိရချစ်လိုက်လို့ရတယ်ကိုယူပြီးတော့မှဒီလူကမကောင်းတော့နောက်တစ်ယောက်ပြောင်းယူရဆိုရင်ကျတော့မကောင်းတော့ဘူးဆိုတော့လူရွေးမှားမှာကိုအရန်ကြောက်ပါတယ်လို့ပဲမိန်းကလေးမဆိုပေါ့လေအိမ်တော်ဘက်ကောင်းတဲ့ပဲတွေးချင်ကြတာပါပဲအစပိုင်းတော့ကျတော့အကုန်လုံးကောင်းကြတယ်ယူပြီးမှအဲ့လူကြောင့်အနီးကနေပြီးသွားတဲ့အခါမှာသူ့ရဲ့အချင်းစိုးတွေပေါ်လာရှိရချုပ်ချောက်ရှိရရီစားဘွားမှာတော့လက်မပါကြဘူး ယူပြီးသွားတော့မှအင်တော်ရဲ့အကျန်းဖတ်မှုတွေအများကြီးတွေ့လာရတဲ့အမျိုးသမီးတွေလည်းရှိကြတဲ့အတွက်ကြောင့်ဒါအင်တော်ရဲ့ကထီထိုးသလိုပါပဲအင်တော်ပြဖို့ထီရအောင်ခုချိန်ဒီတော့စဉ်းစားသေးဘူးကိုယ့်ရဲ့မိဘတွေကိုပဲဒါလောက်ကင်ကျွေးမွေးဖို့ထီပဲစဉ်းစားထားပါသေးကိုကိုရဲ့တည်ရဝင်စနီးမရတရားဖြစ်တော့မှာ။နေ့မှာကြိုက်စရာမင်းအလောက်တောင်ပဲရှားနေလား။ တက်လိနေတယောက်တွဲလို့မချောင်းဇလန်းထဲမှာတော့မာယာရဲ့အချစ်ကအပြစ်မရှိပါဘူးဟိုမာယာကချစ်တတ်တယ်ချစ်တတ်တယ်လို့လည်းအမျက်လဲကြည့်ရပေါ့နော်မေဟိုပြက်သားမဲ့အချိန်မှာလည်းမာယာကသူတင်ချာလေးကိုပြက်သားခဲ့တဲ့အတွက်ကြောင့်ဟိုမာယာအချစ်ကတော့ ပြသားခဲ့ပါတယ်လို့ပြောချင်ပါတယ်အပြစ်မရှိပဲနဲ့လေမမိုးနဲ့ရှင့်မောင်ကကျတော့တမီရောက်မဆက်ပုံစံမျိုးတရုပ်ဆောင်ခဲ့ဘူးတော့ရှိရဲကိုအောင်ရဲလေးနဲ့ပေါ့ဒါပေမဲ့အဲ့မှာကျတော့တိတ်ပြီးတော့မဆုံးဖြစ်ခဲ့ဘူးဒါပေမဲ့ဒီကမှာကျတော့နေတိုင်းနှိပါနှိပါ့ဘောတော့မမိုးနဲ့ဆုံပြီးတော့ရိုက်ခဲ့ရတာဆိုတော့လေတူတူတက်ကတော့အမတ်ကြရလဲဖြစ်ပါတယ်အမန်းနဲ့လေခင်မင်းရင်းနှီးမှုပို့ပြီးတော့ရခဲ့တာပေါ့မမိုးကဒီတရုပ်ဆောင်ပိုင်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တင်ပေးရလေးရှိပါတယ်တူတူခုနပြောသလိုပေါ့ဟိုပါရိုက်ရမယ်စင်းလေးရှိရလေတူတူအတွက်ကကျတော့မမိုးလိုလူတရားကိုရဲရမယ်ဆိုတော့ဟိုအားနာမိရပါတော့နော်ဟို ိုကဟိုဘယ်လိုမှမထီအောင်ရိုက်တက်လဲဆိုပေမဲ့လည်းဟိုလွယ်လွယ်မှမှကြောင်းတစ်ခုခုများခြိွားခဲ့လို့ရှိရင်မမူကတော့ဝင်မယူဆိုပေမဲ့ကိုဘက်ကတော့အတက်နိုင်ဆုံးအမားမရှိအောင်တော့ဟိုတရုပ်ဆောင်ရတာပေါ့လေအဲ့တို့ချက်မမူကလည်းတင်ပေးရဲပိုက်လို့ရှင်တော့မှလှောင်ရိုက်တဲ့နီးလေးတွေရာရှိရဲလေအဲ့ဒါလေးတွေဥစော်လို့မမူတို့ကတခြားလေးဟိုတင်ပေးကြပါတင်ပြပေးကြပါလေသူမြင့်မြတ်နဲ့ဆိုလို့ရှိရင်ကြတော့လည်းလို movie မှကြတဲ့ scene လေးတွေပေါ့အဲ့လိုရှိရပါတော့အဲ့ scene တရုပ်ဆောင်တော့ဆိုစကုတ်ရကံဖြစ်နေရပါဘောကမမူးပဲနဲ့မူးတဲ့ပုံစံမျိုးတရုပ်ဆောင်ရတာဆိုတော့လေအဲ့လိုမူးတဲ့ပုံစံနဲ့လောက်ရပြီ ြော်ညူတူတူနဲ့လည်းမူးနေပုံစံမျိုးနဲ့ပြောရတာဆိုတော့ဒီနေ့ရှက်ကိုရှက်ကန်လေးဖြစ်တာပေါ့နော်အကိုနဲ့ပြောအဲ့ဟာလေဟိုရိုက်ကွေးရေးစတာရေ3-5ရက်လောက်ပဲရှိသေးရဲ့ဆိုတော့အရင်မရင်းနှီးသေးတဲ့အချိန်လေးဖြစ်နေတာ နောက်ပိုင်းကျတော့လေအကိုနေရကျတော့ဒါဟိုမောင်နှမကြီးလိုမျိုးရင်းနှီးပွားရခါကျတော့လေဟိုဘဲဆင်းမဲ့ရဲ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 ပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့ပါသူကခံယူထားတဲ့အချက်ကတော့ဟိုအချက်ကအချက်မှာပြခုနကပြောစလို့ပဲနော်ဟိုတကယ်အချက်ဆိုရအရာကြီးမှာအပြည့်ရှိသွားတာမဟုတ်ဘူးလူတယောက်လူတယောက်ချင်းစီကနေမှာအချက်ကိုသတ်မှတ်ထားတဲ့စံနှုန်းတွေပါမူတည်ပြီးတော့အချက်ကကောင်းတယ်မကောင်းဘူးဖြစ်သွားတာပေါ့နော်ဟိုသစ္စာရှိရဲ့လူတယောက်တော့ဆိုလို့ရှိရင်တော့ဒီအချက်ကကောင်းမွန်တဲ့အချက်ဖြစ်တယ်သစ္စာမရှိဘူးဟိုကိုယ်လီတယ်ဆိုတော့ကိုစိုးမိုးလိုလူမျိုးဆိုလို့ရှိရင်တော့ဒီအချက်တော့ကတော့အပြည့်ရှိရဲ့ပေါ့အဲ့တော့ကိုရဲ့လူတယောက်ချင်းစီ ီရဲ့စိတ်တဲ့ပိုင်းဆိုင်ရာအနေနဲ့ပဲဆိုင်တယ်လို့သူတို့ကပြောချင်ပါတယ်အချက်ကတော့လေဟိုဇလန်းလက်မှာဆိုလို့ရှိရင်တော့ဒီ ဘယ်အိမ်တော်ရေးမှုဆိုဘောအစာပိုင်းမှာတော့ဒါတာယာကြရတယ်လို့ပြောလို့ရတယ်နောက်ပိုင်းမှာကျတော့အမကဒီစပါယာတယောက်အနေနဲ့ပြောရမယ်ဆိုကိုစုံမို့ရွေးချယ်လိုက်တာအရန်စောသွားတာပေါ့သူသူချာချာဟိုမလေးလာပဲနဲ့ဒါရွေးချယ်လိုက်မိရဲ့အတွက်ကြောင့်နောက်ပိုင်းမှာကိုရွေးချယ်ခဲ့တဲ့အိမ်တော်ဘက်ရဲ့အကျဉ်းဆိုးတွေပေါ်လာတယ်အော်သူ့ရဲ့ဇလန်းတွေဖိလာရတဲ့အခါမှာမာယာတယောက်ကဒါသူတော့ကရီများလာတာပေါ့နော်အဲ့လိုပုံစံမျိုးလေးအနေနဲ့လည်းအိမ်တော်ရှင်မတယောက်အနေနဲ့လည်းတရုပ်ဆောင်ထားတာပေါ့နော်အဲ့တော့သူတို့ပြောချင်တာကအပြင်မှာမိန်းကလေးဆိုလို့ရှိရင်လည်းမာယာလိုမျိုးပေါ့ရွေးချယ်မှုမစောစေချင် င်းဘူးပေါ့နော်အိမ်တော်မှုပြုတယ်ဆိုတာကဒါထီထိုးရသလိုပဲကံကောင်းရဲကောင်းတယ်ကံမကောင်းလို့ရှင်လည်းမကောင်းဆိုတော့ဟိုတချို့ကြောက်ရလဲဒါခဏလေးနဲ့တွေ့ပြီးတော့ယူအားကြပြီးတော့တကယ်ယူအိမ်တော်ရေးကောင်းတဲ့သူတွေလည်းရှိသလိုဟိုတခြားလေးမရွေးတခြားရွေးရင်တော့မှလေအိမ်တော်ရေးဘက်ကမကောင်းကြရရရှိကြတာဆိုတော့ဟိုကိုယ့်ရဲ့လက်တွဲပေါ်ကိုတခြားလေးအချိန်ပေးပြီးတော့ရွေးစေခြင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့နှစ်ဖက်နှစ်ဖက်မိဘရဲ့အခြေအနေကိုလေ့လာစေခြင်းနဲ့ပေါ့နော်ဟို ယူပြီးတော့မှဆိုလို့ရှိရင်ကြပြန်ပြင်လို့မရတော့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်အိမ်နောက်ဘက်ကိုရွေးချယ်ရခါဆိုလို့ရှိရင်တော့မရလို့မမြင်သေးချင်ပါဘူးလို့တည်တည်ချာချာလေးလေ့လာပြီးတော့မှပဲရွေးစီချင်ပါတယ်လို့ပြောချင်ပါတယ်ဒီလူနဲ့တွေ့ချင်းမယ်တွေ့လို့မှကိုယ်နဲ့အဆင်ပြေရယ်ကိုမိသားစုနဲ့အဆင်ပြေရယ်ဆိုလို့ပြီးတော့ဒီ ဘယ်လိုမှလည်းကိုယ့်ရဲ့ရည်မှန်းချက်တွေအဓိကပြည့်ဖို့ပဲလိုတယ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဖြစ်ချင်တာတွေဟိုဖြစ်နိုင်တဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်တေချာလေးကိုရည်ကြည်နိုင်ပြီဆိုတော့မှပဲအိမ်တော်ပြုတ်မယ်လို့သူကတော့စဉ်းစားထားပါတယ်အစပိုင်းတော့ကကြတော့အကုန်လုံးကကောင်းကြတယ်ယူပြီးမှအဲ့လူကြောင့်အနီးကနေပြီးသွားတဲ့အခါမှာသူ့ရဲ့အချင်းစိုးတွေပေါ်လာရှိရဲအထုကြောက်ရှိရဲရည်စားပွားမှတော့လက်မပါကြဘူးယူပြီးတော့မှအိမ်တော်ရဲ့အကျန်းဖတ်မှုတွေအများကြီးတွေ့လာရတဲ့အမျိုးသမီးတွေလည်းရှိကြတဲ့အတွက်ကြောင့်ဒါ အိမ်ထောင်ကြီးရထိထိုးသလိုပါပဲပေါ့နော်ဘယ်သူမှပြောလို့မရအဲ့ဒီတည်းကနေမှအရန်ကန်ကောင်းသွားကြတဲ့အမျိုးသမီးလေးတွေကတော့ဝမ်းသာပျော်ရွှင်ရတာပေါ့ရှင်သူကတော့စဉ်းစားတယ်စဉ်းစားရဲဆိုတာချက်တာဟိုလူလူရွေးပြီးတော့ပေါ့နော်အဲ့စဉ်းစားမှာမဟုတ်ဘူးကိုဘွားအတွက်ကိုပဲကိုပြီးတော့စဉ်းစားရဲဟိုကိုချောက်ပေါ်ကိုရည်တည်နိုင်တဲ့အိမ်ထောင်ပြုတ်ပြီးရဲဆိုရင်တော့လည်းဟိုအိမ်ထောင်ဘက်ကိုမိခိုးနေရပြောမဟုတ်ခဲနဲ့ကိုချောက်ပေါ်မှာပဲကိုရည်တည်ပြီးတော့ကိုလုပ်ငန်းတစ်ခုနဲ့ဟိုနေနိုင်တဲ့အမျိုးသမီးတယောက်ကိုပဲသူကတော့ဖြစ်ချင်တာပေါ့နော်အိမ်ထောင်ပြုတ်ဖို့ထီရအခုချိန်ကျတော့စဉ်းစားသေးဘူးကိုရဲ့မိဘတွေကိုပဲဒါလောက်ကြိုက်ကျွေးမွေးဖို့ထီပဲစဉ်းစားထား ထားပါသေးခုချိန်ထိကတော့စူးစမ်းနေရတော့မှာပဲဟိုအိမ်တောင်အိမ်တောင်ဘက်ကိုတော့ယူယူပို့အိမ်တောင် ပြုတ်ဖို့ထိကတော့မစမ်းသာသေးဘူးဟိုယူပစ်ချင်လဲယူဖြစ်မယ်မယူပစ်ချင်လဲမယူဖြစ်ဘူးပေါ့ဒါကဘယ်ရမ်းမပြောလို့မရအောင်အခုမယူသေးဘူးဆိုပေမဲ့လေကိုဘွားအတွက်တကယ်ကိုစိတ်ချလို့ရရတဲ့သူတွေ့လာပြီဆိုလို့ရှိရင်မနေ့ပြန်လဲယူဖြစ်သွားရင်ဖြစ်မယ်နေ့ကရောင်းမထည့်တဲ့ယူပြင်းလဲယူဖြစ်သွားမယ်ဒါပေမဲ့အခုချိန်ထိကတော့ယူဖို့ထိတော့စဉ်းစားထားတာမျိုးမရှိသေးပါဘူးလို့အလုပ်တွေပဲတခြားလုံးမယ်ပေါ့နော်ကိုတက်ကိုကိုအိမ်တောင်ပြုတ်ဖို့အတွက်အခုချိန်ထိငယ်သေးတယ်လို့ပဲခြေနေရပြဿနာတစ်ခုပေါ့နော် အာလူရင်းမပြီဆိုရှင်ကသမီးသားဘွားမှာပြဿနာမရှိဘူးလေသမီးသားဘွားမှာကအမတို့မိကလေးတွေကလူရင်းမခဲ့ရဆိုရင်တော့မှနောက်တစ်ယောက်ပြောင်းပြီးတော့ချစ်ခွင့်ရှိရချစ်လိုက်လို့ရရဟိုရီးစားများလိုက်ပဲနေပဲလေးဖြစ်သွားပါဒါပေမဲ့အိမ်တော်ပဲကြာတော့ဒီမှာ ကိုယူပြီးတော့ပါဒီလူကမကောင်းဘူးနောက်တစ်ယောက်ပြောင်းယူရယ်ဆိုရင်ကျတော့မကောင်းတော့ဘူးဆိုတော့ငွေရွေးမမကိုအရန်ကြောက်ပါတယ်လို့ပဲမင်းကလေးမဆိုပေါ့လေဒီနောက်ဘက်ကောင်းတယ်ပဲတွေ့ချင်းကြတာပါပဲဟုတ်ကဲ့ပါရှင်အချက်မှအပြည့်ရှိစီဆိုရယ်ဇလန်ကျွဲယူမဟာ application မှာဒါ၄ရက်ပေါ့နော်တင်းလာပုတ်တယ်ဟုတောက်ကြစနေတိုင်းကိုမနက်9:00ဆိုတာနဲ့တင်ထားပါပြီလို့တိုက်တဲ့ချိန်ဝင်ကြည့်လို့ရပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများရှင်ပါရှင်